်းမင်္ဂလာပါရှင်။ခစ်တိမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့တရုတ်အစိုးရကိုတားဖြတ်သူကင်အဲရစ်တောင်းဆိုတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးထောင်ချထားခံရတဲ့အခြေအနေကနေလွတ်မြောက်ဖို့နဲ့စစ်အုပ်စုကိုဖိအားပေးဖို့အတွက်တရုတ်ကံမရရှီချင်းဖြေကိုတောင်းဆိုခဲ့ကြောင်းကိုတားဖြတ်သူကင်အဲရစ်ခေါ်ထိန်လင်းကတောင်းဆိုခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားထားပါတယ်။နိုင်ငံတော်ဝန်မှစေအုပ်စုကမတရားဖမ်းဆီးထောင်ချထားတဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်နိုင်ဖို့အတွက်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ကြားပြင်လူလူကောင်းဆောင်တဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်မှုဟာတင်းမြတ်တဲ့ပေါင်းစည်းမှုနဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးဖြစ်တယ်လို့လည်းဆိုပါတယ်။တရုတ်အစိုးရအနေနဲ့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်စေအုပ်စုကိုဖိအားပေးကူညီနိုင်တဲ့အခြေအနေမှာလည်းရှိနေတယ်လို့တာဖြစ်သူကင်အရစ်ခေါ်ကိုထိန်လင်းကမှတ်ချက်ပြုပါတယ်။ဒီနေ့ကျွန်တော်မိမိလွတ်မြောက်စေဖို့တရုတ်နိုင်ငံကအကူအညီပေးဖို့တောင်းဆိုခဲ့ပါတယ်။မိမိနဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ဖို့ကတင်းမြတ်တဲ့ပေါင်းစည်းမှုနဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးပထမခြေလှမ်းဖြစ်ပါတယ်။ တရုတ်အစိုးရဟာဒီအရာကိုဖြစ်လာအောင်အကူအညီပေးနိုင်တဲ့အခြေအနေမှာရှိပါတယ်။ဒါပြင်ဟောင်ကောင်အခြေဆိုင် South China Morning Post သတင်းစာနဲ့တွေ့ဆုံရမှာလေ King Eric ကဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အတွက်အာဏာသိမ်းစစ်တပ်ကိုတောင်းဆိုဖို့နဲ့ပို့ပြီးဖိအားပေးဖို့တရုတ်သမ္မတရှီကျင်းဖင်ကိုပန်ကြားကြောင်းဖြေဆိုထားပါတယ်။အသက်80အရွယ်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုအာနာသိန်းစစ်တပ်ကပုံမှန်14ခုအတွက်ထောင်ဒဏ်28နှစ်ချမှတ်ထားပြီးအာနာသိန်းကျင်းကနေဒီနေ့အထိ9နှစ်နီးပါးထောင်ထဲမှာနေထိုင်ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာစစ်အုပ်စုအာဏာသိမ်းတာ၄နှစ်ပြည့်ဖြစ်တဲ့အခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့လေမိခင်ပြည်သူဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးဖို့နဲ့ပြည်ဝင်ရဖို့အတွက်သားဖြစ်သူကင်အရစ်ကလန်ဒန်မြို့မှာရှိတဲ့စစ်ကောင်စီလက်အောက်ကမြန်မာတပ်ရုံးကိုကိုယ်တိုင်သွားပြီးစာပေးဖို့တောင်းဆိုခဲ့ပါသေးတယ်ဆလဗီတရုတ်ဤပံမှုမှုမရှိပဲစစ်ရာဇဝတ်ကောင်မင်းအောင်လိုက်အာနာဆက်မထိန်နိုင်တော့တဲ့ဖြင့်အကြံဖတ်မြန်မာစေအုပ်စုကိုထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားရန်နယူးဇီလန်လွတ်တော်အမတ်တရုတ်ကိုတိုက်တွန်းနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် တရုတ်ဤပံ့ပိုးမှုမရှိပဲစစ်ရာဇဝတ်ကောင်မင်းအောင်လိုက်အာနာဆက်မထိန်နိုင်တော့သဖြင့်အကြံဖက်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုအပေါ်ကြံလင်စင်စာရန် UC လန်လွတ်တော်အမှန် Free Fire ကတရုတ်ကိုတိုက်တွန်းလိုက်ပါတယ်။အော်တိုဘာလ၄ရက်နေ့ UC လန်လွတ်တော်တွင်မြမအရေးနှင့်ပတ်သက်၍ဂျာနာစင်၄ပါတီမှ UC လန်လွတ်တော်အမှန် free trial ကရင်းကဲ့သို့ထုတ်ပေါ်ပြောဆိုခြင်းဖြစ်ပါတယ်။လက်ရှိအကြံဖတ်မင်းအောင်လိုင်၏အခြေအနေမှာတရုတ်နိုင်ငံဤပံ့ပိုးမှုမရှိဘဲအာနာကိုဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းနဲ့ဆက်လက်ရရှိနိုင်ခြင်းမရှိတော့ကြောင်းမင်းအောင်လိုင်နှင့်စ စ်တပ်ကိုတရုတ်ကထောက်ခံနေခြင်းပါမြန်မာစစ်တပ်ကကျူးလွန်သောဆေးရစွေမှုများနှင့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝတ်မှုများတွင်တရုတ်ကပါဝင်နေခြင်းဖြစ်ကြောင်းရှင်းတို့ပါဝင်နေခြင်းမှာအင်အားကြီးလေးစားဖွဲ့ဖြစ်သောနိုင်ငံကြီးတစ်ခု၏အပြုမှုမဟုတ်ကြောင်း၎င်းကပြောဆိုပါသည်ဆေးရစွေကောင်မင်းအောင်လိုင်အားတရုတ်ရဲ့ပံ့ပိုးကူညီမှုမရှိဘဲနဲ့အာဏာကိုရနိုင်တော့မှာမဟုတ်ပါဘူးဒါဟာမင်းအောင်လိုင်ရဲ့ဆေးရစွေမှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာမင်းအောင်လိုင်ကပါဝင်နေတာဖြစ်ပါတယ်အဲ့ဒါကတော့အင်အားကြီးမှပြီးလေးစားရတဲ့ ိုင်ငံကြီးတစ်ခုရဲ့အပြုမူတော့မဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့တရုတ်ကိုပြောချင်တာကမင်းတို့ရဲ့နေဆက်ဒေသမှာတည်ငြိမ်မှုလိုချင်နေဆိုရင်မင်းရဲ့အခြေခံအဆောက်အုံလမ်းကြောင်းကိုကောက်ွယ်ချင်တယ်အပါဝတရားစာတာတွေကိုအသုံးပြုခွင့်ရချင်နေဆိုရင်ဒါတွေကတရုတ်နိုင်ငံရဲ့နိုင်ငံကြားရေး policy ပန်းနိုင်တွေဆိုရင်ဒီမုံဒီဆရာကောင်းနဲ့စစ်တဲ့အတွက်မင်းရဲ့ထောက်ခံမှုဟာရီမန်ချက်တွေကိုဖြစ်စေနိုင်ပါမလားဆိုတာကိုငါတန်တရားဖြစ်မိပါတယ် တရုတ်နိုင်ငံကိုကျွန်တော်တို့ပြောချင်တာကမင်းတို့ဟာကမ္ဘာပေါ်မှာအလွန်အဆိုးရွားဆုံးစစ်အာဏာရှင်တွေကိုထောက်ပံ့ပေးနေသူဖြစ်ပါတယ်ဟုယူစီလန်လွှတ်တော်အမတ်ဖီထရိုင်ယက်ကပြောဆိုပါတယ်။လက်ရှိတွင်စစ်အာဏာသိမ်းထားသောမြန်မာနိုင်ငံသည်စနစ်တကျရာဇဝတ်မှုများကျူးလွန်နေသောနိုင်ငံကမ္ဘာကြီးကိုလင်းလင်းလှည့်ပြားနေသောကြားဖြတ်စင်တာကြီးတရားမဝင်မှုရင်စေဝါများထုတ်လုပ်နေရကြီးဖြစ်လာနေကြောင်း မြန်မာနိုင်ငံတွင်စင်ဆက်မပြတ်တည်ငြိမ်မှုရှိသောငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိမှသာတရုတ်နိုင်ငံ၏ရည်မှန်းချက်ကိုရရှိနိုင်မည်ဖြစ်ကြောင်း၎င်းကထောက်ပြထားပါသည်။စနစ်တကျကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေ၊ကမ္ဘာကြီးကိုလိမ်လည်လှည့်ပြနေတဲ့ကြားဖြန့်စင်တာတွေ၊ကမ္ဘာကြီးစီကိုတရားမဝင်မှုရဲ့စေဝါဖြန့်ချိနေမှုတွေအာရှမှတင်းအကျပ်နေရဲ့ဆော့ကွာရွှေပြောင်းစီတဲ့အရင်အမြင်တွေက မြန်မာနိုင်ငံဖြစ်လာပါတယ်။တည်ငြိမ်မှုရှိတဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပြန်လည်သွားမှသာမင်းတို့ရဲ့ရည်မှန်ချက်တွေနဲ့ပုံပြီးတင်တော်ပါလိမ့်မယ်ဟုနယူးဇီလန်လွှတ်တော်အမတ် Free Trifer ကတရုတ်နိုင်ငံကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်။ခေတ်သစ်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရန်နာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။